ေးတယ်စာရီတနေ့တနေ့ပို့လာတာဖတ်ဖတ်ဖတ်နဲ့ပြပေးလိုက်ပါဦးမယ်လေနော်ဩဂဏန်တော့ကိုယ့်ကိုယ်ရွေးထုတ်ပေါ့စမယ်နော်ကျိုးဒီဒီဆိုတော့ဒီနားမှာဒီနားမှာနှစ်68ဆိုတဲ့ကနေ6နှစ်8ဆိုတဲ့ကနေဆိုနော်အဲ့ဒီ6နှစ်8ကသူ့ရဲ့နောက်နှစ်ကိုလိုက်ပေါက်တယ် အဲ့ဒီ၆နှစ်ချင်းနောက်နှစ်ကိုလိုက်ပေါက်ပြီးတာ ਨੇ သူ့ရဲ့တပွဲကြုံမှာထွက်တဲ့ကနေ196ပဲပြန်ညကနေမှာเนาะတခါကျွန်တော်တို့ဒီနားမှာ9နှစ်ရှိဆိုတဲ့ကနေရှိတယ်အဲ့9နှစ်ရှိကလည်းနောက်နှစ်မှာ9နှစ်ချစ်လို့လိုက်ပေါက်ပြီးတာ ਨੇ သူ့ရဲ့တပွဲကြုံမှာ309ခွန်ပြန်ညကနေမှာကြာတယ်เนาะတခါကျွန်တော်တို့ဒီမှာ309ခွန်เนาะ309ခွန်နောက်နှစ်မှာခွန်309လို့လိုက်ထွက် သူ့ရဲ့တပွဲကြောင့်မှာ66နှစ်ကပြန်ကြပြီเนาะတခါကျွန်တော်တို့ဒီဘက်မှာနှစ်ဦးကန်းနန်း195ပေါ့เนาะဒီ195ဒီနောက်နှစ်ကိုအကူတက်လို့လိုက်ပေါ့သူ့ရဲ့တပွဲကြောဒီဘွဲမှာပြန်ကြကစားအောင်မလားเนาะအဲ့သူခြေနှစ်ကကနန်းနောက်နှစ်ကိုလိုက်ပေါက်ထားတာ ਨੇ တပွဲကြောမှာသူကပြန်ရကနန်းနေကစားတယ်အဲ့6နှစ်ရှိသည်သူရှိနှစ်ကကနန်း လာပေါက်ပြီးသူ့ရဲ့တပွဲကျော်ပြန်ကြเนาะငါးနှစ်ရှစ်ကလည်းသူ့ရှိနေကကနမဲ့သူ့တပွဲကျော်မှာပြန်ကြပဲเนาะသူကြတော့နောက်ထောင်သုံးလုံးပိုးလို့ဖြစ်တဲ့ပြီးမှာသူ့ရှိနေကကနံပေါက်တယ်ဒီမှာပြန်ကြကြတယ်တခါနောက်နှစ်မှာနောက်ထောင်သုံးလုံး30လို့ဖြစ်ထားတဲ့ပြီးမှာခွန်တုံညာသုံးကသူ့ရှိနေကကနံသူ့တပွဲကျော်မှာပြန်ကြကနံ66နှစ်ကြတယ်เนาะအဲ့ကျွန်တော်ဒီမှာ6ပြီးပြီး30ပြီးပြီးအခုဒီမှာ6 6667လို့ဖြစ်တယ်ဒီကဏ္ဍကသူ့ရှိနှစ်ကကဏ္ဍသူ့ရဲ့တပွဲကျော်ဒီပွဲထွက်မဲ့ကဏ္ဍကပြန်ကြကဏ္ဍကြလာမလားပေါ့လေနော်ကြမကြမသိဘူးနော်ကိုယ့်ကိုကြည့်ကြိုက်တဲ့ကဏ္ဍဆွဲထည့်လိုက်ပြန်ကြနောက်ကျွန်တော်ဟိုဘက်နှစ်ကတော့ကပြခဲ့ဘူးတယ်မနစ်ကလည်းကျွန်တော်ဒီဆိုင်နဲ့ပြခဲ့တယ်ပြခဲ့တာက ကျွန်တော်တို့ဒီအယောင်လေးနည်းနည်းရှယ်လိုက်နော် ရှိပေါင်းကကိုခသူ့အောက်မှာကိုခနဲ့ပြန်ကြเนาะတခါလဲဒီမှာရှိပေါင်း5လို့ရိုက်တယ်ဒီမှာကိုခထွက်တယ်သူ့အောက်မှာကိုခနဲ့ပြန်ကြထွက်တယ်เนาะတခါအဲ့ကနေကျွန်တော်တို့သွားကြည့်လိုက်ဒီမှာရှိပေါင်း5လို့ရိုက်တယ်ကိုခလို့ထည့်တယ်သူ့အောက်မှာတော့ကိုခနဲ့ပြန်ကြမှာကြဘူးဒါပေမဲ့အဲ့ဒီနှစ်ထဲမှာကိုခနှလုံးပြန်ကြကလည်းတက်တက်ရှိနေသေးတယ်เนาะ ဲ့တော့အခုကျွန်တော်တို့ဒီရှေ့ဘောင်ငါရဲ့ဘေးမှာကိုးခါထည့်သွားတော့ရှေ့ဘောင်ငါကိုးခါလို့ရိုက်လိုက်တာနဲ့သူ့အောက်မှာပြန်ကြခန်းငါကိုးပါတာလားမပါဘူးလားတော့မသိနော်ဘာလို့လဲဆိုတော့ဒီမှာတော့ငါတော့သူကကိုးမပါဘဲနဲ့ကိုးပရိတ်ခန်းတော့ကြတယ်နော်ဒီမှာမှသူကကိုးခါနဲ့ခန်းကနှလုံးထောင်ကြတယ်အဲ့ဒီကိုးခါနဲ့ကဏ္ဍထောင်ကြတာတွေကဒါရတခြားဆရာတွေလည်းစွဲပြီးတော့တင်နေတာတွေ့ပါတယ်เนาะဒါပေမဲ့ ဒါတည်းကျွန်တော်အရင်ဆုံးဒီနေရာမှာတော့ကိုခါနှလုံးထောင်ပြန်ကြကြနိုင်တယ်ဆိုပြီးကျွန်တော်ပြောခဲ့တယ်အခုဒီမှာကိုခါထွက်တော့ဒါတခြားဆရာတွေလည်းဘလို့စိုက်ဆွဲပြီးတင်ညဒါပေမဲ့အဲ့ဒီကိုခါတွေကရှေ့ပေါင်းကကိုခါလို့ဖြစ်တဲ့အောက်မှာပြန်ကြရှေ့ပေါင်းကကိုခါအောက်မှာပြန်ကြเนาะ အဲ့တော့ဒီရှေ့ဘောင်း9ခါရဲ့အောက်မှာ633ပြန်ကြတာအခုကျွန်တော်တို့ဒီရှေ့ဘောင်း9ခါရဲ့အောက်ဒီဘွဲမှာပြန်ကြကြလို့ရတယ်เนาะအဲ့တော့ဒီမှာပြန်ကြခဏန်းကိုဘာထည့်မလဲဘာထည့်မလဲဆိုတော့ကျွန်တော်တို့ကြည်ကြည်ပေါ့ဗျာเนาะ9ရက်လို့ဒီဟုတ်တယ်မလား9ရက်လို့အဲ့ကျွန်တော်တို့ဒီနားမှာအကြိမ်ကြိုက်ကြီးဇောင်းစင်းလာတာရှိတယ်ဒီကောင်ကဆွဲရမလို့ဆွဲပြီးလား ဟာအချိန်ငယ်ကြီးဇောင်းစင်းလာတာဆိုတော့တို့ဒီတုံညာ3ခွန်ပြန်ညာကြတယ်ပေါ့နော်ပြန်ညာကြတော့ तू ကနေ1 2 3 4 5 6 9 8 8တော့အောက်ကို1 2 3 4 5 6ချိန်မှာ तू ကလည်းပြန်ညာခဏနော်အဲ तू ကနေကျွန်တော်တို့1 2 3 4 5 6 9 8တော့အောက်ကို1 2 3 4 5 6ချိန်မှာ ပြန်ကြခဏကြာနိုင်တယ်ပြန်ကြပြန်ကြပြန်ကြဆိုပြီးကစားနိုင်တယ်အဲ့တော့ तू ကဒီပရိတ်3ရဲ့တဘောရဲ့ကြော်ရှေ့ပေါင်း5တစ်ခါရဲ့အောက်မှာ तू ကပြန်ကြတာဟုတ်အဲ့ရှေ့ပေါင်း4တစ်ခါရဲ့အောက်မှာပြန်ကြတာเนาะ3ပရိတ်တဘောရဲ့ကြော်3ပရိတ်ပြီးတော့ကျွန်တော်ဒီမှာ4ပရိတ်တဘောရဲ့ကြော်မှာခုနကတော့ရှေ့ပေါင်း4တစ်ခါပြီးတော့ရှေ့ပေါင်း5 3ခါเนาะဒီ3လုံး5လို့လည်းရတယ်เนาะဒီ3လုံး5လို့လည်းရတယ် ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့တစ်ခါတို့၃ညာခါတို့ကျွန်တော်တို့ဒီမှာ၉ခါဆိုတာကိုပြောချင်လို့နော်အဲ့တော့ तू ကရှေ့ပေါင်း၄အောက်တစ်ခါအောက်မှာပြန်ကြတယ်ရှေ့ပေါင်း၅၃ညာခါအောက်မှာပြန်ကြတယ်အခုကျွန်တော်တို့ရှေ့ပေါင်း၆၉ခါလို့ဖြစ်တဲ့အောက်မှာဒီဘွဲပြန်ကြကစားလို့ရတယ်နော်ပရိတ်25ရဲ့တပွဲကျော်ပရိတ်4တပွဲကျော်ပရိတ်3တပွဲကျော်เนาะ အဲ့ဒီမှာနည်းနည်းတော့စဉ်းစားစရာပါတယ်ဒီမှာကဏ္ဍနှစ်ကွက်ထုတ်ပြီးလိုက်မယ်နော်ကြိုက်ရင်ထိုးမကြိုက်ရင်မထိုးနဲ့ပေါ့လေနော်အဲ့ဒီမှာမူကနည်းနည်း क्वे သွားတာကသူကပထမမူမှာကျွန်တော်တို့၄ဗရိတ်ဇောင်းတပွဲကျော်မှာဗရိတ်၉ထပ်တယ်နော်၄ဗရိတ်ရဲ့ဇောင်းတပွဲကျော်မှာဗရိတ်၉ထပ်အဲ့ဒီဗရိတ်၉ရဲ့နှစ်နှစ်ကျော်မှာခွန်ဗရိတ်ဒီခွန်နောက်ပိတ်နဲ့ထွက်ထားတဲ့ခဏကပြန်ကြကြသွားတယ် ဒါဆိုရင်ဒုတိယကတ်မှာကျွန်တော်တို့ဒီမှာဗရိတ်၄ရိုက်တယ်ဇောင်းတပွဲကြော်မှာဗရိတ်ခွန်ထတ်တယ်เนาะဗရိတ်ခွန်ဗရိတ်ခွန်လို့ထတ်တယ်ဗရိတ်ခွန်ရဲ့နှစ်နှစ်ကြော်မှာခွန်ဗရိတ်ဒီခွန်နောက်ပိတ်နဲ့ထွက်ထားတဲ့ခဏပြန်ကြကြတယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာဗရိတ်၄တွေ့ဇောင်းတပွဲကြော်မှာဗရိတ်၁ထတ်တယ် နှစ်နှစ်ကျော်မှခွန်ပရိတ်လို့ပေါက်တယ်အဲ့ဒီခွန်ပရိတ်ဒီခွန်နောက်ပိတ်လို့ထွက်တယ်ဒီကနန်းပြန်ကြမလားသုံးခွန်ခွန်နော်အဲ့ဒါဆိုရင်ကျွန်တော်တို့နောက်တစ်မျိုးတွေးကြည့်ရင်ဒီပရိတ်၄တုံညတုံညနှစ်ခက်ခွန်နောက်ပိတ်နဲ့ကနန်းပြန်ကြကြသလားအဲ့ဒီမှာ၄တုံညလို့ရိုက်ပြီးတော့ဒီမှာ၃တုံညလို့ရိုက်တယ်เนาะ၃ပရိတ်တုံညပိတ်တုံညရဲ့နှက်ခွန်နောက်ပိတ်ထဲတဲ့ဒီကနန်းပြန်ကြမှာ အဲ့ဒီလိုထည့်မယ်ဆိုရင်၄၃ပြီးတော့ဒီမှာ2ပြိတ်ဒီမှာ3ပြိတ်3ညရဲ့နှက်ခက်9နောက်ပြိတ်ထည့်ထားတဲ့ကနေ6ချ9ပြန်ကြကြမလားဒီမှာက9ပြိတ်9ပြိတ်နော်9ပြိတ်9ပြိတ်ဒီမှာလည်း9ပြိတ်9ပြိတ်ဆိုရင်ဒီကနေအဲ့ဒီလိုမอยู่ဘူး3ညရဲ့နှက်ခက်9လမ်းပြိတ်ထားတဲ့ကနေဆိုဒီကနေ အဲ့ဒီလိုမှမဟုတ်လို့ကျွန်တော်တို့ထင်တယ်လို့မဟုတ်လို့ခွန်ပိတ်နေခဏခွန်ပါတဲ့ခဏပြန်ကြမလားဆိုတာတော့ဒါကျွန်တော်တို့တွေးရမှာပေါ့နော်တိတိကျကျလိုက်ကြည့်ရင်တော့ဒီ site မှာဒီ3ခွန်ခွန်နဲ့68ခွန်နှစ်ကွက်ဒါကစားလို့ရတယ်နော်အကွက်ကိုစာရွက်နဲ့ရေးမှတ်ထားနော်ကျွန်တော်ရေးမပြတော့ဘူးနော်ရေးမပြတော့ဘူးဒါပြန်ကြဘူးဒါကျွန်တော်ဆွဲဆွဲဆွဲသွားပြမှာပဲနောက်တစ် site က နောက်တက် site ကကျွန်တော်တုံညာခါနေခဏပြန်ကြနှစ်ဦးငါးနောက်ပိတ်တယ်သူကနေပြီးတော့၃နှစ်ကျော်မှာကျွန်တော်တို့တုံညာခါထွက်တဲ့ခဏတကွက်ကအဲ့ဒီနှစ်ထဲမှာပြန်ကြကြတယ်နော်ပြန်ကြကြလိုက်တော့အဲ့ဒီကောင်ကဒီရှေ့ပေါင်း၁၁ပြတိ၄အောက်ဆောင်သူကကြတယ်ဘာလို့ပြတိ၄အောက်ဆောင်ကြတော့ဆိုတော့သူတုံညာခါနေခဏကြဖို့ဟာဟို ဒီ၃ညခါသည်သူ့ရှေ့တနှစ်ကျော်တနှစ်၃၄၅ချိန်က၃ညကခါနဲ့ထွက်တယ်။အဲ့ဒီ၃ညရဲ့အောက်ဆုံးမှာဗရိတ်၉ထောက်တယ်။အဲ့ဒီဗရိတ်၉နဲ့အချိန်ခိုင်းမှာထွက်ထားတဲ့ဒီကနန်းသည်၉ပါဝါဗရိတ်၁၄ရဲ့အောက်ဆုံးမှာပြန်ကြားကြတယ်။နော်။အဲ့ဒုတိယကတ်မှာလည်းကျွန်တော်တို့ဒီ၅နောက်ပိတ်၃နှစ်ကျော်မှာ၅ပါဝါ၃ညခါနဲ့ကနန်းပြန်ကြားကြတယ်။နော်။ကြတော့လည်း၁၄ဗရိတ်အောက်ဆုံးမှာပဲသူကြတယ်။ အဲ့ဒီတုံညာခားနေကနန်းဒီသူ့ရှိတနစ်ကျော်တနေ့3 4 5ချိန်မှာတုံညာအပိတ်ဒီခားလို့ထွက်တယ်နော်တုံညာအပိတ်ဒီခားလို့ထွက်တယ်အဲ့ဒီတုံညာရဲ့အောက်ဆောင်တပွဲကျော်မှာဗရိတ်ကိုးလို့ထောက်ဒီကိုးဗရိတ်တုံညာနော်တုံညာကခားလို့ထွက်ထားတယ်အဲ့ဒီကိုးဗရိတ်နဲ့အချိန်ခိုက်ကတုံညာခားနေကနန်းဒီကိုးပါဝါ၄ဗရိတ်အောက်ဆောင်မှာထွက်တယ်နော်ပြန်ကြကြတယ် အဲ့ဒီလိုပဲဒီလိုကျွန်တော်တို့အကြိမ်ခိုင်းနဲ့ယူလိုက်ရင်ခုနကကျွန်တော်ပြောတဲ့ခွန်နောက်ပိတ်နဲ့ကဏ္ဍဆိုရင်နိမ့်နိမ့်ခွန်လည်းဖြစ်သွားနိုင်တယ်နော်သူကအကြိမ်ခိုင်းကဏ္ဍယူမယ်ဆိုရင်ကျွန်တော်တို့မယူဘဲနဲ့ဒီတုံညာနောက်ပိတ်ဒီတုံညာခါးနဲ့သွားထွက်ထားတယ်ဒီဗရိတ်ကိုနဲ့အကြိမ်ခိုင်းကကဏ္ဍက6ပါဝါ4ဗရိတ်ရဲ့အောင်ဆောင်ဆိုရင်ဒီပွဲမှာကျွန်တော်တို့ပြီးခဲ့တဲ့ပွဲကဩခဲ့တဲ့တုံညာ6 3ဆိုတဲ့ကဏ္ဍနော်ပြန်ထိုးလို့ရတယ်နော် အဲသူကလည်းရှေးပေါင်းတစ်ပရိတ်လေးအောက်ဆောင်ပြန်ကြတာပဲရှေးပေါင်းတစ်ပရိတ်လေးအောက်ဆောင်ပြန်ကြတာပဲရှေးပေါင်းတစ်ပရိတ်လေးအောက်ဆောင်မှာပြန်ကြကြတယ်နော်ကြတဲ့အခါကျတော့ဒီ site ထဲမှာနောက်ထပ်တစ်မျိုးခုနက3ခွန်ခွန်ကိုယူလို့ရတာကသူကဒီနောက်ပိုင်းနဲ့ထိနေက5ခွန်အောက်ကကနေ5ခွန်ပြီးတော့ဒီမှာနောက်ပိုင်းနဲ့ထိနေက4ခွန်သူ့အောက်ကကနေ5ခွန်4ခွန်ပြီးကျွန်တော်တို့3 ခွန်လို့ဖြစ်ထားတဲ့အောက်ကခန်းန်းဆိုရင်ခုနကျွန်တော်ပြောတဲ့3ခွန်ခွန်လည်းရတယ်နော်အဲ့တော့ကျွန်တော်မိဆွေတွေကြိုက်တာကိုဆွဲထုတ်ပေါ့ဗျာနော်ကျွန်တော်ကတော့ခန်းန်းကတော့ထုတ်ပြီးသားပါဒါပေမဲ့ကျွန်တော်မပြောတော့နီးပါအဲနီးပါသေးတယ်လေဝေးပါသေးတယ်ဝေးပါသေးတယ်လိုပါသေးတယ်နော်အဲ့ကျွန်တော်930ကပြီးခဲ့တဲ့ဘွဲကဩခဲ့တဲ့ခန်းန်းမို့လို့မထိုးမဖြစ်ကတော့ထိုးရမှာပဲနော်ကျွန်တော်မိတ်ဆွေထိုးပြအောင်တော့ထိုး နောက်တစ်ခွက်ကကျွန်တော်တို့ဒီကနန်းကတော့ကျွန်တော်နည်းနည်း main တင်ကစားစီရှင်တယ်ဒါပေမဲ့ကျွန်တော်မိတ်ဆွေတွေကြိုက်မှလည်းကစားပါเนาะခုနကကျွန်တော်ပြခဲ့တယ်เนาะ6ခွန်8ကခုနကစိုက်မှကျွန်တော်6ခွန်8ဒီပရိစ္ဆေနဲ့3ညပရိစ္ဆေ3ညနှစ်ခတ်ခွန်နောက်ပိတ်ထားတဲ့ကနန်းပြန်ကြမှလားလို့ကျွန်တော်ပြောခဲ့တယ်เนาะအဲ့အဲ့6ခွန်8ကိုနည်းနည်းသတိထားဖို့ကျွန်တော်ပြောလိုက်မှာအဲ့တော့ ခုနက်ဆက်70ခွန်ပေါ့နော်ခွန်စွန်ခွန်ကိုတပွင့်ချော့တော့6 6ကိုတပွင့်ချော့တော့ကျွန်တော်တို့ကနော်အော်အဲ့ဒီနှစ်ထဲမှာနှစ်ဥမာတွေကကျွန်တော်ပြောခဲ့ပြီးပါတယ်စီနီယာကဏ္ဍတစ်ခွက်ပြန်ညာကြမယ်နော်စီနီယာကဏ္ဍတစ်ခွက်ပြန်ညာကြအဲ့ဒီစီနီယာကဏ္ဍဒီကျွန်တော်တို့ဒီ9ထိပ်ခွန်ထိပ်နှလုံးနှစ် နော်ငါးခွန်နှလုံးနှစ်အဲ့ဒီနှစ်ကဲပါဝါဗရိတ်ခွန်နော်ဒီခွန်ထိတ်စီးရဗရိတ်ခွန်လို့လည်းရတယ်နော်အဲ့ဒီငါးခွန်နှလုံးနှစ်နှစ်ပါဝါဗရိတ်ခွန်လို့လည်းရတယ်အဲ့တော့အဲ့ဒီဗရိတ်ခွန်ရဲ့နှစ်ပွဲကျော်ကျွန်တော်ထည့်ဒီနေရာမှာနောက်ထောင်၃လုံးကိုးဆိုတာရှိတယ်နော်သူကနောက်ထောင်၃လုံးပုံတည်ကိုးကျွန်တော်လည်းမေ့ပြီးခဲတန်ကြီးနေဆိုရယ်နောက်ထောင်၃လုံးကိုးလို့သူပုံတည်ရှိတယ် အဲ့ဒီနောက်တော်သုံးလုံး9ရဲ့ဘေးမှာရှိတဲ့ဒီနှစ်နောက်ပိတ်အဲ့ဒီနှစ်နောက်ပိတ်ရဲ့ပါပါဇောင်းခွန်လို့သူထည့်ပြီးမှသူ့ရဲ့အောက်ပြန်ကြကြကြတဲ့ခဏကစီနီယာခဏနော်အဲ့တော့ကျွန်တော်တို့တခါခွန်ပြီးတော့6ကိုသွားလိုက်မယ်6ဆုံးနဲ့ခုနှစ်ငါခွန်အော်ကျွန်တော်ခွန်ငါခွန်၄ခွန်ဒီကောင်စီနီယာထည့်ရမှာငါထည့်၄ထည့် ုံးထိတ်လို့ထည့်ရမယ်နော်အဲ့ဒီ၅ထိတ်ဆောင်ကခွန်ထိတ်စီးကဗရိတ်ခွန်၄ထိတ်စီးရဲ့ဆောင်မှာခွန်ထိတ်ဗရိတ်ခွန်အဲ့ဗရိတ်ခွန်ရဲ့နှစ်ပွဲကြုံမှာစီနီယာကနန်းပြန်ကြနော်ညီကိုကနန်းပြန်ကြပေါ့နော်ညီကိုကနန်းပြန်ကြအဲ့ဒီဗရိတ်ခွန်ရဲ့ဘေးမှာခုနကအတိုင်းပဲနောက်ပိတ်သုံးလုံးသူကကိုးလို့သူပုံတည်ရိုက်တယ်ရိုက်တော့နောက်ပိတ်သုံးလုံးကိုးလို့ဖြစ်တာနဲ့သူ့ဘေးမှာသုံးပိတ်တာနော်ဒီမှာတော့ကျွန်တော်တို့နှစ်ပိတ်တာနှစ်ပါဝါ ဇောင်းသုံးလုံးခွန်တာအဲအခုဒီမှာနောက်ပိတ်သုံးလုံးကိုရိုက်တယ်သုံးနောက်ပိတ်တယ်၃ပါပါဒီသုံးလုံးက၈လို့ရိုက်တယ်နော်၄၉၅အဲ့၈လို့ဖြစ်ထားတယ်ဒီ၃ပါပါဇောင်းသုံးလုံး၈လို့ဖြစ်တဲ့အောက်မှာထွက်တဲ့ကဏ္ဍညီကိုကဏ္ဍပြန်ကြနော်ညီကိုကဏ္ဍပြန်ကြဆိုတော့ကျွန်တော်တို့အခုဒီဘက်ကို၅ဇွန်းနဲ့ကိုနှစ်ထဲမှာ ုံးထည့်စီရိုက်ပြီးခွန်ထိတ်ထည့်ပြီးခွန်ထိတ်ရဲ့အပေါ်မှာခွန်ပရိတ်လို့ထွက်ပြီးသူ့ရဲ့နှစ်ပွဲကျော်မှာသူ့ရဲ့နှစ်ပွဲကျော်မှာပြန်ကြခဏကစားချက်အတိုင်းပဲနောက်ပိတ်သုံးလုံးက2 6 1ဆိုတော့6လို့ပဲသူပုံစံရိုက်တယ်သူ့ဘေးမှာ6နောက်ပိတ်ထည့်အဲ့ဒီ6ရဲ့ပါဝါဇောင်းသုံးလုံးက6လို့ထည့်တယ်သူ့ရဲ့အောက်မှာပြန်ကြเนาะ6ခွန်6ဆိုတော့6 4ပါဝါ6လို့ရိုက်တယ် သူ့အောက်မှာပြန်ကြကြမဲ့ခဏန်းကညီကိုခဏန်းဖြစ်ကမယ်နော်ညီကိုခဏန်းမှာထိုးစရာကကျွန်တော်တို့ကိုခါနဲ့ပြန်ကြဟိုကိုနှလုံးထောင်ပြန်ကြမယ်ဆိုရင်၈90ဆိုတဲ့ခဏန်းနဲ့860ဆိုတဲ့ခဏန်းနော်ဒီနှစ်ကွက်ကတော့ဦးစားပေးကျွန်တော်မိတ်ဆွေတွေကစားပါနော်ညီအကိုခဏန်းပြန်ကြကိုကိုခါနှလုံးထောင်ကြမယ်ဆိုရင်၈၉ခွန်ဆိုတဲ့ခဏန်းကိုဒဲ့ပို့ထိုးနော် ဲ့ဒီကဏ္ဍကိုဒဲပို့ထိုးနော်ဘာလို့လုံးဆိုတော့ခုနကကျွန်တော်ပြရတဲ့စိုက်မှာခွန်နောက်ပိတ်ကဏ္ဍခွန်ပါတဲ့ကဏ္ဍပြန်ကြခွန်ပါတဲ့ကဏ္ဍပြန်ကြမှာညီကိုကဏ္ဍကဒီတခွက်တည်းရှိတာမဟုတ်ဘူးနော်ညီကိုတွေကတော့ရှိတာပေါ့ဒီမှာကျွန်တော်တို့၃နှစ်၄လဲရှိတာပဲနော်၃နှစ်၄လဲရှိတာပဲအဲ့ကျွန်တော်ကလိုချင်တာကခွန်ပါတဲ့ကဏ္ဍပြန်ကြကို၃နှစ်၄ကခွန်မပါတဲ့ခါကျတော့ကိုရှိခွန်လဲဒါဖြစ်သွားနိုင်တယ်เนาะ ဲ့တော့ဘယ်កောင်ចាំတယ်တော့မသိဘူးញីកូកណန်းပြန်ចាအဲ့ဒီနေရာမှာကျွန်တော်3နှစ်လေးအဲ့កောင်ကိုနှစ်3ဒီလိုထည့်ခြင်းနေเนาะဒါတတိထားအဲ့ဒါကဒါကျွန်တော်ပြောခြင်းတာကပြန်ကြပဲเนาะកណန်းကိုတော့ကိုယ့်ကိုဆွဲထုတ်ចាနောက်တစ်ချက်ကတဲ့နောက်တစ်ချက်က ဒီကောင်ကကျွန်တော်ကစားနေကြ3ဇွန်4ဇွန်5ဇွန်เนาะအဲ့တော့3ဇွန်4ဇွန်5ဇွန်နဲ့မှာကျွန်တော်ဒီခွန်3ညာ3အဲ့ဒီနှစ်ထဲမှာပြန်냐ကြအဲ့ဒီခွန်3ညာ3ပြန်냐ကြတော့နောက်ထောင်3လုံး30လို့သူဖြစ်ထားပြီလို့သူ့ရဲ့ဘေးမှာ6ဘိတ်နှစ်ဘိတ်เนาะ6ဘိတ်နှစ်ဘိတ်ရဲ့ဘေးမှာဘာသာပြန်냐ကြเนาะ ဒီသုံးလုံး30ရက်နှစ်ပွဲကြောက်ဟုတ်ပြီနော်တခါကျွန်တော်တို့ဒီ၄ဇွန်9နှစ်ထဲမှာပြန်ကြခဏန်းဒီကောင်ကိုးတုံညာနှစ်ပြန်ကြကြတယ်ကြတော့လဲနောက်ထောင်သုံးလုံး30လို့ရိုက်တယ်6ဘိတ်3ဘိတ်လို့ဖြစ်တယ်ပြီးမှကြတယ်နော်အခုကျွန်တော်တို့ဒီနှစ်ထဲမှာနောက်ဘိတ်သုံးလုံး30 6ဘိတ်4ဘိတ်လို့ဖြစ်ထားတဲ့ဘေးဆိုတော့ဒီပွဲပြန်ကြကြလို့ရတယ်နော် အဲ့ဒီမှာတုံညာပရိတ်တပရိတ်နှစ်ပရိတ်လို့ဖြစ်သွားရင်တော့ကျွန်တော်လည်းမပြောတတ်ဘူးเนาะဒါပေမဲ့ तू ကတုံညာပရိတ်တပရိတ်ဒီမှာနှစ်ပရိတ်ကြမလားဒီလိုမှမဟုတ်ဘူးဆိုရင်တုံညာပါတဲ့ခဏန်းနေကြမလားเนาะဒါတော့ကိုယ့်ကိုပြန်စစ်ကျွန်တော်ကတော့မယွေးသေးဘူးပေါ့เนาะတစ်ချက်ရှိတာခုနကကျွန်တော်ပြောခဲ့တဲ့နှစ်နှစ်ခွန်ဆိုတဲ့ခဏန်းရှိတယ်ကျွန်တော်တို့ ဒီ line ကနောက်ပွဲကိုလည်းကျွန်တော်မျှော်ထားတာလေးရှိတယ်ဗောနော်ဒါနည်းနည်းကျွန်တော်ပြောပြမယ်ဒီ3-1ကနော်အဲ့ဒီနှစ်ထဲမှာဒီ3-1ကပြန်ကြသူ့ရဲ့နှစ်ပင်ကျော်အချိန်ခိုင်းမှာထွက်ထားတဲ့ခဏ3-80ပြန်ရကြဒီ3-1ရဲ့အောက်ဆောင်မှာလာကြသလားနော်ဒါမှမဟုတ်ရင်အခုကျွန်တော်ပြောတဲ့အဆောင်30ပြီးမှကြာသလားနော်ကျွန်တော်ဒီမှာ3ည3ခွန်ဆိုတဲ့ခဏကအဲ့ဒီနှစ်ထဲမှာ3ည3ခွန်ပြန်ရကြတယ် ူ့ရဲ့နှစ်နှစ်ကျော်ဆောင်းဝယ်ခံတဲ့မှာလည်းပြန်ရကြတယ်။ဒီမှာလည်းတုံညာသုံးခုနဲ့အချိန်ခိုင်းမှာကြတယ်နော်။အဲ့ဒီနှစ်ထဲမှာအဲ့ဒီကောင်ကိုလိုက်ရင်အကျွေးကြံနေတာက196ပြန်ကြပဲရှိတော့တယ်။သူနဲ့အချိန်ခိုင်းကခဏဒီနှစ်ခုနှစ်ကိုကျွန်တော်တို့ဒီပွဲမှာကြမလားဓမ္မမဟုတ်လို့ရှင်ဒီ196နဲ့အချိန်ခိုင်းဆိုရင်သူကနှစ်ဦးရောက်သွားမှာနော်အဲ့ဒီကောင်ကိုမမျောပဲနဲ့ဒီကဏ္ဍနဲ့အကျင့်ကြိုက်ကကဏ္ဍပြန်ကြဆိုရင်ဒီ963ကြီးဖြစ်တယ် ူနဲ့အချိန်ခဲခဲခဏပြန်ကြတော့လေသူပြန်ကြတဲ့အောက်ဆောင်ဆိုရင်သူကနောက်ပွဲကိုအဲ9 6 3ကိုပြန်ကစားခိုင်းတယ်လို့ဖြစ်နော်ဒါပေမဲ့ကျွန်တော်တို့ကတော့လောလောဆယ်ဆယ်အဲ့ဒီဟာတွေတော့မတွေးသေးဘူးပေါ့လိုချင်တာကဒီ1300လုံး10 6နှစ်လို့ဖြစ်တဲ့ဘေးမှာပြန်ကြကြချင်တယ်နော်1300လုံး10 6 3ဘေးမှာပြန်ကြကြချင်တယ်အဲ့ကျွန်တော်တို့ဒီမှာ1300လုံး10 64လို့ဖြစ်တဲ့ဘေးပြန်ကြကြချင်တယ် အဲ့တော့မသိဘူးလေเนาะပြန်ကြကစားခြင်းရင်ဒါကျွန်တော်မိတ်ဆွေကစားအဲ့ခုနကကျွန်တော်ပြောတဲ့ site ထဲမှာဒီ site ကတော့ကျွန်တော်အကြိုက်ဆုံးပေါ့နော်ကျွန်တော်တို့ဒီခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကျော်ပြန်ကြညီကိုကနန်းခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကျော်ညီကိုကနန်းပြန်ကြနော်အဲ့တော့ဒီခွန်ထိပ်ဗရိတ်ခွန်နှစ်ပွဲကျော်ညီကိုကနန်းကျွန်တော်ပြန်ကြကစားခြင်းတာအမှုပြေတာအမှုပြေရမဟုတ် messenger မှာတနေ့တနေ့ကျွန်တော်မတွေးလို့တဲ့ ခုနကျွန်တော်ပြနေတာနဲတာမဟုတ်ဘူးကျွန်တော်အဲ့ဒါအောက်ထီအောင်မဆွဲပြသေးလို့ချဲဖွင့်ပြီးနောက်ရက်ထဲကလာမေးတာပုံမှန်သူကျွန်တော်ချဲဖွင့်တန်းတန်းလွှင့်တာဟိုအခုကတန်းမလွှင့်တဲ့ခါကျတော့သူတို့ကနည်းနည်းကျွန်တော်ပျောက်နေတယ်ပေါ့ဗျာနော်နောက်တစ်ခုကတဲ့နောက်တစ်ခုကကျွန်တော်ဒီဘက်ကအထောက်တွေတော့ပြောမနေတော့ဘူးဗျာနော်ဒါနားပဲကပ်ပြောလိုက်တော့အဲ့ဒီမှာရှစ်ထိတ်ဆိုတာရှိတယ် ရှစ်ထိတ်စီအဲ့ဒီရှစ်ထိတ်ကဒီမှာခါတော်သုံးလုံးရှစ်လို့ဖြစ်တယ်ရှစ်ထိတ်ဒီခါတော်သုံးလုံးရှစ်လို့ဖြစ်နောက်သုံးလုံးကပုံဒီသူက7လို့ရိုက်ထားတဲ့ဘေးမှာ935ပြန်ကြကြတယ်နော်တခါတူကနေပြီးတော့တစ်နှစ်ကျော်လိုက်တော့6ထိတ်စီခါတော်သုံးလုံးက6လို့ဖြစ်တယ်နောက်ဘေးသုံးလုံးကိုပုံဒီ7လို့ပဲရိုက်တယ်သူ့ဘေးမှာပြန်ကြကနေထွက်တယ် တွန်းနေတနှစ်ကျော်အခုဒီမှာ6ထိပ်ခါတောင်း3လုံးက6လို့ဖြစ်တယ်နောက်ပိတ်3လုံးကို7လို့ပဲသူပုံတွေရိုက်တယ်သူ့ရဲ့ဘေးမှာပြန်ကြခဏန်းဒါကြသွားလို့ရတယ်နော်အဲပြန်ကြခဏန်းကိုကစားခြင်းရင်တော့အဲ့ဒီထဲမှာသူကဒီ site မှာကျွန်တော်ကဒီ၄ကို၄ကိုဒီမှာက၄မထည့်သွားတော့ဒီနေရာ၉ထိပ်ကတော့မရိုက်တော့ဘူးလာရင်၉ကိုခါနေပဲထည့်ကစားသေးခြင်း ိုးပါတဲ့ခဏပြန်ကြဖို့လို့ပဲကျွန်တော်အဲ့လိုပဲတွေးကြည့်တာပဲเนาะမြေခဏကတော့ကျွန်တော်မိတ်ဆွေတွေကြိုက်တာလားထဲချရတယ်ကျွန်တော်ကတော့ထဲပြီးနေတော့ပြန်ကြပြန်ကြပြန်ကြတဲ့เนาะပြန်ကြဆိုင်ကျွန်တော်ဒီမှာအများကြီးပဲရှိတယ်ပြီးခဲ့တဲ့ဘွဲကလည်းဒီပြန်ကြကိုပဲကျွန်တော်လိုက်ဒီဘွဲမှာဗရိတ် 17เนาะ17ဆိုတော့ break မစိုးဘူး17 break မစိုးဘူးဆိုပြန်ကြရဲ17 break လေးဒီနည်းနည်းသတိထားဘုကျွန်တော်ပြောတဲ့ချစ်6 9လို့မျိုးကဏ္ဍမျိုးတွေเนาะ8 9 4လို့ကဏ္ဍမျိုးတွေ17 break เนาะတော့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြောသွားတာတွေဒီနားမလည်ရင်လဲနောက်တစ်ခေါက်တော့ဒါပြန်ကြည့်ပါဦးလာเนาะ စိတ်ပေါင်းက6ခါရိုက်သွားလို့6ခါအောက်မှာပြန်ကြမလားနော်သူရှိနေကကဏ္ဍနောက်နှစ်ကိုလိုက်ထွက်တပွဲကျော်ပြန်ကြထွက်မလားအခုကျွန်တော်ပြခဲ့တဲ့နောက်ထောင်သလုံး7ရက်ဘေးမှာပြန်ကြနောက်ထောင်သလုံး10ရက်3နှစ်ကျော်မှာပြန်ကြအများကြီးပါပဲနော်ပြန်ကြရည်တော့ပြန်ကြရည်တော့ပလုံစီနေတာအဲ့ထဲမှာတော့ဒီ site ကတော့အကြိုက်ဆုံးပါ ီစိတ်ကအကြိုက်ဆုံးဒီကောင်ကအကျင့်ကြီးအကြိုက်လေးဖြစ်နေပေါ့နော်ဒါအကျင့်ကြီးအကြိုက်ပဲပြန်ကြတယ်ပြီးခဲ့တဲ့ဘွယ်တဲ့ကသူကိုးခါထဲ့သွားပြီဆိုတော့သူ့အောက်မှာဒီခဏကပြန်ညကစားလို့ရနေပြီနော်ခေကောင်ကြမလဲဆိုတော့ကိုယ့်ကိုစဉ်းစားကြည့်ပေါ့စီနီယာကနန်းပြန်ကြဆိုရင်တော့၃ခွက်တည်းရှိတယ် ျွန်တော်ကတော့ပြန်ကြမထွက်မရှင်းရတော့လိုက်နေအောင်ပါလိုက်နေအောင်ပါလေထွက်တာမထွက်တာတော့မသိဘူးပေါ့လေနော်ခြားဆိုင်တွေလည်းရှိပါသေးတယ်ဒီညတော့ဒီလောက်ပဲနော်အားလုံးပဲကံကောင်းကြပါစေ